ပုံရံဟမင်းတည်ဆုံခြင်းနဲ့ဗာတီကန်အရှုပ်တော်ပုံမင်္ဂလာပါခင်ဗျာဘာမဆမ်းများကနေပြန်လေကြိုဆိုလိုက်ပါရင်မကြသေးခင်ကကျွန်တော်တို့အားလုံးစီရောက်ရှိခဲ့တဲ့တဲ့ရင်ကတော့ပုံရံဟမင်း Francis ကွဲလွန်ခြင်းဆိုတဲ့တဲ့ရင်မှာပဲအကျိုးဆက်ကဘာရီလဲသူရဲ့တည်ဆုံမှုနဲ့တပြိုင်တည်းရှေးတုန်းက Prophet တွေပြောခဲ့တဲ့စကားလိုဝဲချက်တွေကြောက်လန့်နေခဲ့ကြတဲ့အရာတွေအားလုံးအဆောက်ဖော်တို့ပြန်ပေါ်လာတော့တာပါပဲဘာကြီးပြစီရောမယ်ဆိုတဲ့အရေးအောင်တွေကနေဗာတီကန်မြို့ရိုးရဲ့နောက်ကွယ်ကလူဝဲအာနာလူပွဲတွေတိတကမ္ဘာလုံးကမျက်လုံးပြမျက်စံပြူးပြီးစောင့်ကြည့်နေကြတာကတော့ တမိုင်းမှာဆန်းကျဲဇုံလို့ဆိုနိုင်တဲ့အဖွဲ့အစည်းတစ်ခုစီပါပြီ။ရာသီနှစ်ပေါင်းများစွာကလေးကတည်ရှိခဲ့တဲ့ထုံတန်းစင်နာရီနဲ့ဒီနေ့ခရီးရလျှော့ချက်တွေလာရောက်စုစည်းတဲ့နေရာပေါ့ဗျာ။အခုပုံရံမင်းမရှိတော့တဲ့အချိန်မှာနောက်ဘာရီဆက်ဖြစ်လာမလဲဆိုတော့ကတလစ်ချာချဲအနာဂတ်ကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ကဲပုံရံမင်းတိတ်ဆုံမှုနောက်ပိုင်းဘာအကျိုးဆက်တွေလိုက်လာသလဲကျွန်တော်တို့ဒေတာလေးလေးလာကြည့်ကြတာပေါ့။အပိုင်း1ဟော့ကိန်းတွေပြန်ထွက်လာခြင်း အခုလူတွေအများဆုံးပြောနေကြတဲ့ဟော့ကင်တစ်ခုကတော့ဆနေရစုကအိုင်ယာလန်ကိုင်းကျုပ်စိတ်မာလာချီရဲ့ဟော့ကင်ပဲဗျသူကဒုက္ခကနေစပြီးကဘာကြီးပြတ်တဲ့အထိပုံရံမင်းအားလုံးကိုကြုံမြင်ခဲ့တယ်လို့ဆိုခဲ့သူပါသူ့ဟော့ကင်ကိုအထိပယ်ဖွင့်ထားတာတွေအရတော့ပုံရံမင်းဖရန်စစ်ဟာရောမသားပေတရုနဲ့ရောမမျိုးကြီးမပြတ်စေခင်နဲ့ဘုရားသခင်ရဲ့အပြစ်ပေးခြင်းမဆခင်ကာလရဲ့နောက်ဆုံးပုံရံမင်းလို့ဆိုပါတယ် အရင်တော့ကတော့ပညာရှင်တွေကဒီစရင်ဟာအတူအယောင်ဖိလုံးတက်တက်လို့ပဲတတ်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့အခုကဘာကြီးကလည်းနိုင်ငံရေးအခြေအနေကတည်ငြိမ်မှုမရှိရာသီဥတုတွေကလည်းထူးထူးဆန်းဆန်းတွေဖောက်ပြားနေတဲ့ပြင်ဘော်ယီဟမ်မင်ဖရန်စစ်ကလည်းကွဲလွန်သွားတော့ဟော့ကင်းကပြောတဲ့အတိုင်းတော်တော်လေးတိုက်ဆိုင်နေတယ်လို့လူတွေကယူဆလာကြပါတယ်ဒါတွေမကသေးဘူးဗျနမဲကြီးပြင်သက်ကဟောပြောသူနော့စထရာဓမတ်ရဲ့နမိတ်ကလည်းဘယ်မှမသိပြန်ပေါ်လာပါတယ် ရမမဆွေးရတဲ့ဖြစ်ပျက်တွေဖြစ်မယ်လူတွေအများကြီးဆုံးရှုံးမယ်ဆိုတော့သူရဲ့မရေရာတဲ့စာသားတွေကိုအခု Vatican ပြိုလဲတော့မယ်ဆိုတော့လျှို့ဝှက်ကုတ်တွေဖြစ်ပြန်ပြီးအထိပ်ပယ်ဖွင့်နေကြတာပေါ့တယောက်ကရမသားပေတရုနဲ့နိုင်တယ်တယောက်ကရမမျိုးကြီးနဲ့နိုင်တယ်အဲ့လိုသဘောပေါ့ဒါဟာတကယ်ပဲတိုက်ဆိုင်မှုတသက်လားဒါမှမဟုတ်တခုခုများထူးဆန်းနေသလားဆိုတော့စဉ်းစားစရာပါပဲအပိုင်းနှစ်တကားဖိတ်အာနာလူပွဲတွေ ပုံရံမီတပောက်ကွယ်တွန်သွားပြီဆိုရင် Vatican ဟာ Seat Vatican လို့ခေါ်တဲ့ထူးခြားတဲ့အချိန်ကိုရောက်သွားပါတယ်။ပုံရံမီရဲ့ယာတူလွတ်လပ်နေခြင်းလို့အဓိပ္ပာယ်ရတဲ့အဲ့ဒီအချိန်မှာပုံရံမီနဲ့ဆက်နွယ်နေတဲ့ထိပ်ပိုင်းယာတွေအားလုံးချက်ချင်းလက်လက်သွားပါတော့တယ်။နိုင်ငံတော်တွင်ဝင်အဓိကဌာနတွေရဲ့အကြီးအကဲတွေဗာတီကန်ရဲ့တန်တမာရေးရမှာရေးပါတဲ့သူတွေအားလုံးရဲ့လောက်ပိုင်ခွင့်တွေရပ်ဆိုင်သွားပါတယ် ာမီလင်ကိုလို့ခေါ်တဲ့အဓိကပုဂ္ဂိုလ်အနေငယ်ပဲဆက်ပြီးတာဝန်ထမ်းဆောင်ကြရပါတယ်သူတို့ရဲ့တာဝန်ကတော့နေစဉ်လုပ်ငန်းကိစ္စတွေကိုစီမံခန့်ခွဲဖို့ပုံရဟမင်းရဲ့အခန်းတွေကိုကောက်ကွယ်ဖို့ဇာပနာကိုစီစဉ်ဖို့နဲ့နောက်ထပ်ပုံရဟမင်းကိုလျှို့ဝှက်စွာရွေးချယ်မယ်ကွန်ကလစ်အစည်းအဝေးအတွက်ပြင်ဆင်ဖို့ပါပဲအပြင်မှာတော့အားလုံးငြိမ်းချမ်းချမ်းရှိနေပုံရပါပဲဗာတီကန်မြို့ရိုးရဲ့နောက်ကွယ်မှာတော့အပြင်ထံအညှိနှိုင်းတိုင်ပင်မှုတွေဖြစ်ပေါ်နေပါတယ် Church တဲမှာရှိတဲ့ဒင်ွယ်အုပ်စုတွေရေယူဆဲသမားတွေနဲ့တိုးတက်ပြောင်းလဲလို့သူတွေကသူတို့လိုချင်တဲ့သူကိုရွေးချယ်ခံရအောင်အခုကလေးကဂျိုပန်နေကြပါပြီ။ဒါကနန်းတွင်အာနာလူပွဲတွေနဲ့အလားတန်တူပါတယ်။အပိုင်း၃နောက်ဆုံးခရီးအတွက်ပြင်ဆင်ခြင်းပော်ယီဟမ်မင်းတိမရွေးချယ်ခင်မှာပော်ယီဟမ်မင်းဖရန်စစ်အတွက်ရှေးစင်လာတဲ့ညီအသေးစိတ်ကြပြီးအတိတ်ပဲလေးနှစ်တည်းမြောက်နိုင်ချင်းဆိုင်ရာလောထုံးလုံးကြီးတွေကိုပြုလုပ်ရပါမယ်။ပရမအူဆုံးသူ့ရဲ့ရုံလောင်းကိုတန်းစင်ပြီးမြင့်မြတ်တဲ့ဝေယုံတော်ကိုဝတ်ဆောင်ပြေးဝတ်ဆင်ပေးရပါတယ်။ ပြီးရင်တော့ခေါင်းတလာသုံးလုံးနဲ့ထည့်သွင်းပါတဲ့ဗျာ။ဘာမှတခုကရေရိုတာမန်တစ်တာခေါင်းတလာတစ်လုံးပါပဲ။ဒီထဲမှာအလောင်းကိုထည့်ပါရင်ပြီးရင်တော့အရာကိုကာကွယ်ဖို့အတွက်ခဲတာခေါင်းတလာတွေထည့်ပြီးအဲ့ဒီခဲတာခေါင်းတလာကိုနောက်ဆုံးမှာသာရအတန်းနဲ့ခြားချဲ့ဂုံတိတ်ခါကိုထင်းသိမ်းခြင်းကိုကိုစားပြုတဲ့အရစ်တာခေါင်းတလာထဲမှာထည့်သွင်းပိတ်သိမ်းလိုက်ပါရင်အဲ့ဒီရှင်အောင်ထုံးတန်းကနေဘာအကြောင်းကြောင့်မဲဖြစ်ဖြစ်အစီအစဉ်တိုင်းမဖြစ်ဘဲတွေးဖဲသွားတာကိုတော့ရိုးရာတလေးကိုကိုးခွဲသူတွေကနမိတ်မကောင်းဘူးလို့ယူဆကြပါရဲ့ ချာဟာလမ်းကြောင်းလွဲနေပြီဆိုတဲ့လက္ခဏာလို့သူတို့ကယူဆကြတာပေါ့ဒါရီယာရူးရူးတလိထုံးစံတွေတင်မဟုတ်ပါဘူးဘော်ယဟမ်းမင်းရဲ့ဝိညာဉ်နဲ့ကက်သလစ်အဖွဲ့အစည်းရဲ့အနာဂတ်အတွက်ကာကွယ်ရေးလှုပ်ဆောင်မှုတွေလို့သူတို့ကယုံကြည်ကြတာလေဗျာအပိုင်းလေကွန်ကလေးဗ်နဲ့ကမ္ဘာလုံးဆိုင်ရာအရေးပါမှုဒီကမ္ဘာလုံးကကာဒီနယ်တွေစုဝေးလာတဲ့အခါအခြေအနေကအရန်ကိုတင်ပါနေပါပြီနောက်ထပ်ဘော်ယဟမ်းမင်းကိုရွေးချယ်တာဟာကက်သလစ်ချရဲ့လမ်းကြောင်းကိုဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပုံဖော်ပေးသွားနိုင်ပါတယ်ချာချာသူ့ရဲ့ရွှေရိုဆွဲအခြေခံစီကိုပြန်လှည့်သွားမလား ဒါမှမဟုတ်ဘုံယဟမင်းဖရန်စစ်စတင်ခဲ့တဲ့တိုးတက်ပြောင်းလဲရေးအမွေကိုဆက်ခံသွားမလားဆိုတာစောင့်ကြည့်ရမှာပါပဲ။ဒါကလည်းကက်သလစ်အင်အားစုကြီးနှစ်ခုကြားကပြိုင်ဆိုင်မှုစစ်ပွဲကိုမီးမြိုက်ပေးလိုက်တာနဲ့တွေ့ပါရယ်။ဒါဟာအတွင်းရေးနိုင်ငံရေးကိစ္စတတတော့မဟုတ်ပါဘူး။ဒါကဘာလုံးကစောင့်ကြည့်နေကြတဲ့ကမ္ဘာကြီးဟာတစ်ခုလည်းဖြစ်ပါရယ်။ဘရာဇီး၊ဖိလစ်ပိုင်း၊မက္ကဆီကိုနဲ့အီတလီလိုကက်သလစ်ဘာသာဝင်အများပြားရှိတဲ့နိုင်ငံတွေကသူတို့ရဲ့နိုင်ငံရေးနဲ့လူမှုရေးအစီအစဉ်တွေနဲ့ကန့်ညီတဲ့ပုံရံမီတစ်ပါးကိုရဖို့တိုက်တိုက်ဆိုင်လှုပ်ရှားနေကြပါရယ်။ ပေါ်ယဟန်မင်းသစ်ဟာတန်တမန်ဆက်ဆံရေးကနေကဘာလုံးဆိုင်ရာဘာသာရေးဆိုင်ရာ ပြောဆိုမှုတွေရဲ့အနေအထားအထိအရာအလုံးကိုလွှမ်းမိုးနိုင်နေဆိုတဲ့အချက်ကတည်ရေးပါတာကိုဖျ။အပိုင်းကအနောက်ရောင်ပုံယဟန်မင်းနဲ့ဂျေဆုအေးအပွဲရဲ့လွှမ်းမိုးမှုဒီလိုလေခဲတဲ့လေအချိန်မျိုးတွေမှာအမြဲတမ်းထွက်ပေါ်လာတတ်တဲ့နာမည်တစ်ခုကတော့အနောက်ရောင်ပုံယဟန်မင်းဆိုတာပါပဲ။ဒါဂျေဆုရဲ့အဖွဲ့ရဲ့အထွေထွေအကြီးအကဲကိုပေးထားတဲ့ပွဲနာမည်တစ်ခုပါ။ ကုန်းကလေးမှာတရားဝင်ပါဝင်သူမဟုတ်ပေမဲ့ဂျေဇူးအဖွဲ့ရဲ့အကြီးအကဲဟာနောက်ခွဲကနေအင်မတန်ကြီးမားတဲ့လွှမ်းမိုးမှုတွေကိုချုပ်ကန့်ထားနိုင်သူပါပေါ်ယဟမင်းဖရန်စစ်ကိုရိုင်းကလည်းပထမဆုံးဂျေဇူးအဖွဲ့ဝင်ပေါ်ယဟမင်းဖြစ်တာကြောင့်အခုချိန်မှာတော်တော်များများကဂျေဇူးအဖွဲ့ကနောက်တစ်ယောက်ကိုထပ်ပြီးတင်မြောက်နိုင်မလားလို့ခံမဲနေကြပါတယ်လိုဝတီအိုဤသမားတွေတွေ့တော့တာဟာ charge ကိုဘယ်ဥတီနေမှမသိရတဲ့ရွေရဲချက်တစ်ခုစီဥတီနေတဲ့လိုဝတ်အင်အားစုတစုကထိန်းချုပ်နေတဲ့ဆိုရဲကြောက်ရွံ့မှုကိုတိုးပွားလာစေပါတဲ့အပိုင်းခွန် ငွေကြေးကွန်ရက်နဲ့လျှို့ဝှက်ကိစ္စများဘာသာရေးယူဆတွေပြင်နောက်ထပ်အရေးပါတဲ့အင်အားတစ်ခုကတော့ငွေကြေးပဲဗျ။ဗာတီကန်ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးဘာသာရေးအဖွဲ့အစည်းတွေကတစ်ခုဖြစ်ပြီးကမ္ဘာနယ်များမှာရှိတဲ့အင်ချမ်းမြေတွေဘယ်လုံငန်းတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာဘီလီယံနဲ့ချီတဲ့ငွေကြေးတွေရှိနေတဲ့အဖွဲ့အစည်းပါ။ ခေါင်းဆောင်ပိုင်းကအုပ်ချုပ်မှုခေတ္တရပ်ဆိုင်းနေတဲ့အချိန်မှာဒီလိုအချိန်ကိုကြားချောင်းချောင်းနေတဲ့နောက်ွယ်ကလက်မဲကြီးတွေကလည်းမတမာတဲ့ငွေကြေးလွှဲပြောင်းမှုတွေလုပ်ဖို့အရင်ကထက်ပိုပြီးလဲကူသွားနိုင်ပါတယ်။ဘာဒီကဘန်ဆိုတာကလည်းငွေကြေးခွာချမှုတွေလျှို့ဝှက်စရင်းတွေနဲ့ထူးဆန်းတဲ့သေဆုံးမှုတွေအထိရာဇဝင်ရှယ်လျားရဲ့အရှုပ်တော်ပုံတွေကိုရှိခဲ့ဖို့သူပါဒီလိုကိုပြောင်းကာလမှာစာရွက်စာရမ်းတွေကိုဖျောက်ဖျက်လိုက်နိုင်ပါတယ်။ဘိုင်ဆိုင်မှုတွေကိုရွှေပြောင်းနိုင်ပါတယ်။နောက်ပုံရမ်းမင်းတက်မတက်လာခင်အချိန်လေးမှာအရှုပ်တော်ပုံတွေအားလုံးကိုပြပြကြီးကြီးဖုံးကွယ်လိုက်နိုင်ပါတယ်။ အပိုင်း၈ Freemason အဖွဲ့နဲ့လျှိုဝှက်အဖွဲ့များပေါ်ရဟမရဲ့ယာထုလက်လက်သွားတိုင်း charge တဲကိုလျှိုဝှက်အဖွဲ့စည်းတွေစိတ်ဝင်နေတဲ့ဆိုတဲ့သတင်းတွေပြန်ထွက်လာတတ်ပါတယ်။ကက်တလီချာကတရားဝင်ပိတ်ပင်ထားတဲ့ Freemason အဖွဲ့ဟာ Vatican တွင်းမှာလျှိုဝှက်တဲ့လွှမ်းမိုးမှုတွေရှိနေသေးတယ်လို့တချို့ကယုံကြည်နေကြပါတယ်။ Cardinal Joe က Freemason အဖွဲ့ရဲ့စံနှုန်းတွေကိုတိတ်တဆိတ်လိုက်နာပြီးအာဏာရဖို့အခွင့်အရေးကိုစောင့်နေကြတဲ့ဆိုတဲ့တီတိုးတန်တွေလည်းကြားနေရသေးပေါ့။ Conclave Gala တွင်မှာ Sistine Chapel ရဲ့အပြင်ဘက်ဘယ်သူမှဘာဖြစ်နေလဲမသိနိုင်ပါဘူး။ ကင်မရာတွေလည်းမရှိဘူးမိုက်ခရိုဖုန်းတွေလည်းမရှိဘူးရာဇဝင်ပေါင်းများစွာတက်တန်းရှိတဲ့ထုံတန်းဆင်လာရီဒိတ်ဆိတ်မှုတွေနဲ့မိခိုးတွေပဲရှိနေခဲ့ပါတယ်ဒီလိုလျှော့ပတ်ထားတာဟာမြင့်မြတ်တဲ့ရိုးရာထလေတစ်ခုလားဒါမှမဟုတ်မမြင်နိုင်တဲ့အင်အားစုတွေက charge ကိုသူတို့ရဲ့ရည်မှန်းချက်စီဥတီဖို့အတွက်အကောင်းဆုံးဖုံးကွယ်ထားတာလား ။ဘောရဟမေတပါကွယ်လွန်ခြင်းဟာဝိညာဉ်ရေးခေါင်းဆောင်တူဆောရှောက်ရောက်တွင်မဟုတ်ဘူး။ကမ္ဘာပေါ်မှာတည်ထောင်ရင်ဆုံးနဲ့အင်အားအကြီးဆုံးဘာသာရေးအဖွဲ့အစည်းဟာနိုင်ငံရေးအရာရောငွေကြေးအရာရောဝိညာဉ်ရေးအရာအရာရောအားနည်းသွားတဲ့အခိုက်အတန့်တစ်ခုလည်းဖြစ်ပါရည်။တရင်မျိုးမျိုးတွေအုပ်စုခွဲပြားမှုတွေနဲ့ရှင်းဟောင်းဟောကိန်းတွေပြန့်နေနေတဲ့ဒီအချိန်မှာနောက်ထပ်ဘသူကအဖြူရောင်ဝှက်ရုံကိုဆင်မြန်းလိမ့်မလဲ။ဒုနောက်မှာဘယ်လိုလျှော့ဝှက်ချက်တွေပေါ်ပေါက်လာမလဲ။ဒါမှမဟုတ်ပျောက်ကွယ်သွားမလဲဆိုတော့ကိုစောင့်ကြည့်သွားရတော့မှာပါ။ ကျွန်တော်တို့လေထံကုန်းရဲ့ဒီနေ့တင်ဆက်မှုကတော့ဒီလောက်နဲ့ပဲခင်ဗျားလိုက်ပါစေကြည့်ရှုပေးခဲ့ကြတဲ့တရားချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ